အားလုံးပဲမင်္ဂလာပါ PK Smart Tutorial ရဲ့မှာကြိုဆိုပါရစေ။ဒီနေ့ကျွန်တော်ဝင်မြပေးမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ဒီကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့ဖုန်းကဟန်းနေတဲ့အခါမှာပေါ့နော်ကျွန်တော်တို့ပြုလုပ်နိုင်တဲ့အချက်လေးချက်ကိုဝင်မြပေါ်မှာဖြစ်ပါတယ်။နံပါတ်1အနေနဲ့မိတ်ဆွေတို့က Play Store ထဲကိုဝင်ပေးပါ။ Play Store Application ထဲကိုရောက်ရင်ကျွန်တော်တို့ဒီညာဘက်အပေါ်တော့ကကျွန်တော်တို့ profile ပုံလေးရှိတယ်ပေါ့နော်ဒီကောင်လေးကိုနှိပ်ပေးပါ။ နေပြီးရင်ကျွန်တော်တို့ကဒီအပေါ်ဆုံးက manage applications and device ဆိုတာနေရာလေးပေါ့နော်အဲ့ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့ကဒီညာဘက်ကဒီမှာဆိုလို့ရှိရင် overview နဲ့ manage ဆိုပြီးမှနှစ်ခုရှိတယ်ကျွန်တော်တို့ညာဘက်က manage ဆိုတာလေးကိုဆက်ပြီးနှိပ်ပေးလိုက်ပါပြီးတော့ဒါကတော့ကျွန်တော်တို့ဒီကျွန်တော်တို့ phone screen ပေါ်မှာကျွန်တော်တို့ install လုပ်ထားတဲ့ application တွေဖြစ်ပါတယ် ကျွန်တော်တို့ကဒီ application ထဲမှာဟိုးအရင်တုန်းကကျွန်တော်တို့ဒီ download ပြီးတော့မှသုံးခဲ့တဲ့ application တွေရှိတယ်ပေါ့เนาะအဲ့ဒီ application တွေကိုမလို့အဲ့လိုဖြတ်လိုက်တယ်ဖြတ်လိုက်တဲ့အခါမှာကျွန်တော်တို့က phone screen ပေါ်မှာတော့ပြတ်သွားတယ်ပေါ့เนาะဒါပေမဲ့ဒီ play store ထဲမှာကျွန်တော်တို့ကကျန်နေခဲ့မှာဖြစ်ပါတယ်အဲ့ဒီအားလေးတွေကိုဖြတ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ this device ဆိုတဲ့နေရာလေးပေါ့เนาะတချို့ဖုန်းတွေမှာတော့ဒီနေရာမှာ install ဆိုပြီးပေါ်နေမှာဖြစ်ပါတယ်ကျွန်တော်ဖုန်းထဲမှာတော့ဒီကောင်က this device ဆိုပြီးတော့မှပေါ်နေမှာဖြစ်ပါတယ်အဲ့ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါ ပြီးရင်ဒီအောက်မှာကျွန်တော်က this device ရဲ့ကျွန်တော်တို့ not install ဆိုပြီးတော့မှပေါ်လာမှာဖြစ်ပါတယ် not install ဆိုတာကကျွန်တော်တို့ဒီ uninstall လုပ်လိုက်တဲ့ application တွေပေါ့နော်အဲ့ဒီကောင်တွေကမပြတ်ဖက်နဲ့ဒီဖုန်းနဲ့ဒီ application ထဲမှာရှိနေမှာဖြစ်ပါတယ်အဲ့ဒီကောင်တွေကိုပြတ်ချင်ရင်ဒီ not install ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါဒါကတော့ကျွန်တော်တို့ဖို့အရင်တော့ကဒီ play store မှာပေါ့နော်ကျွန်တော်တို့ download ဆွဲပြီးတော့မှကျွန်တော်တို့သုံးခဲ့တယ်သုံးခဲ့ပြီးတော့မှကျွန်တော်တို့ ဒီ script မှာမှာပဲအလွယ်တကူ install လုပ်လိုက်တယ်ပေါ့နော်ဒါပေမဲ့ဒီ application ထဲမှာတော့ဒါမျိုးလေးပေါ့နော်ကြံနေခဲ့တာဖြစ်ပါတယ်ဒါလေးတွေကိုကျွန်တော်တို့ကလိုက်ပြီးဖြတ်ပေးလိုက်ပါဒီနေရာမှာကျွန်တော်တို့ကဒီဒီကောင်လေးတွေကိုကျွန်တော်တို့ကတစ်ခုချင်းစီတော့လိုက်ပြီးနှိပ်ပေးဖို့လိုပါတယ်ဒါဆိုလို့ရှိရင်အများကြီးပဲပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်မဖြတ်ဘဲနဲ့ပြစ်ထားမိတာလေးအများကြီးပဲပေါ့နော် ဒီကောင်လေးတွေကိုကျွန်တော်တို့ကတစ်ခုချင်းစီစလတ်မှတ်ပေးပါ โอเคအားလုံးဆက်လက်မှတ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့အဒီညာဘက်ပေါ်တော့ကမိုက်ပုံးလေးကိုနှိပ်ပေးလိုက်ပါဒီလိုလုံချင်းအပြင်မိတ်ဆွေတွေရဲ့ဖုန်းကအများကြီးပဲဟန်းနေတာကိုတက်တာသွားမှာဖြစ်ပါတယ်နောက်ဘက်နှစ်အနေနဲ့ကျွန်တော်တို့ကဒီ profile ပုံလေးကိုပဲပြန်ပြီးတော့မှနှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့ကဒီ play protect ဆိုတာလေးပေါ့နော်ဒီ play protect ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါ ပြီးရင်ညာဘက်ပေါ်တောင်းကစတင်လေးကိုတစ်ချက်နေလိုက်ပါဒီ play protest တင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ handful ကျွန်တော်တို့ handful ဖြစ်စေမဲ့ application တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ကဒီဒီကျွန်တော်တို့ကဒီ setting လေးတွေကို on ထားခြင်းအားဖြင့်ကျွန်တော်တို့ဒီ handful ဖြစ်တဲ့ application တွေကိုသူကဒီအတိပေးမှာပေါ့နော်ဒီ notification လေးတက်လာပြီးတော့မှအတိပေးမှာပေါ့နော်ဒီ setting လေးတွေကိုဖွင့်တာလို့ပြင်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ setting လေးတွေကို on ထားပေးလိုက်ပါ ပြီးရင်ကျွန်တော်တို့ကဘက်ကိန်းနဲ့ပြန်ထွက်ပြီးကြတော့ကျွန်တော်တို့ကတပတ်ကိုတစ်ခါပေါ့နော်ဒီစကန်ဒီ setting လေးတွေကိုဝင်ပြီးတော့မှဒီစကန်ဆိုတဲ့ဟာလေးပေါ့နော်ဒီမှာဆိုလို့ရင်ကျွန်တော် handful ဖြစ်စင်မဲ့ application ဒီမှာဆိုလို့ရှိရင်မရှိဘူးလို့သူကပြောထားတာဖြစ်ပါတယ်။ဒီကောင်းလေးကိုကျွန်တော်တို့ကတပတ်ကိုတစ်ခါဝင်ဝင်ပြီးတော့မှကျွန်တော်တို့ scan ဖတ်တင်ပါတယ်။ဒီဒီလို scan ဖတ်လို့ရှိရင်ကျွန်တော်တို့ဒီဖုန်းထဲမှာကျွန်တော် scan ဖြစ်စင်မဲ့ ်အဟမ် sorry ဒီ handful ဖြစ်စင်မဲ့ application တွေပေါ့နော်အဲ့ဒီကောင်တွေကိုတွေ့လို့ရှိရင်သူကဒီမှာသူဝင်နေပေးမှာပေါ့နော်ပြပေးမှာပေါ့နော်ဒီကောင်လေးကလည်းဒီဘက်ကိုတစ်ခါလောက်လုပ်ပြီးလို့ရှိရင်အဆင်ပြေပါတယ်ခဏနေကကျွန်တော်ဒီ setting တွေကဒီကောင်လေးတွေကိုတော့ on ထားပေးဖို့လိုပါတယ်ဒါကတော့ number 1ပေါ့နော်နံပါတ်3ကလည်းကျွန်တော်တို့ဒီ profile ထဲမှာပဲပေါ့နော်ဒီ profile ထဲကိုထပ်ပြောင်းဝင်လိုက်ပါပြီးရင်ကျွန်တော်တို့ကဒီ setting ထဲကိုတစ်ချက်ဝင်လိုက်မယ် ဒီမှာဆိုလို့ရှိရင် network preference ဆိုတာရှိတယ်ကျွန်တော်တို့ data usage for download ပေါ့နော် auto update တွေနဲ့ပတ်သက်ပြီးတော့အဲ့ဒီနေရာလေးကိုတစ်ချက်ဝင်လိုက်ပါဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကအလယ်ကောင် auto update application ဆိုတာလေးကိုနှိမ့်ရမှာဖြစ်ပါတယ်ဒီကောင်လေးကဘာလဲဆိုတော့ကျွန်တော်တို့ auto update ဒီ application တွေကိုကျွန်တော်တို့က auto update လုပ်တဲ့အခါမှာကျွန်တော်တို့ကဒီ wifi နဲ့ဒီ auto update လုပ်မှာလားပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့ mobile data နဲ့ပဲ auto update လုပ်မှာလားပေါ့နော်ကျွန်တော်တို့ကဒီနှစ်ခုစလုံးနဲ့ update လုပ်မှာမဟုတ်ပါဘူး အဲ့တော့ကျွန်တော်တို့ကဒီအလဲကောင်က auto update application လေးကိုတစ်ချက်နှိပ်လိုက်ပါဒီနေရာရောက်ရင်ကျွန်တော်တို့ကဒီအောက်ဆုံးက don't auto update application လို့ကိုကျွန်တော်တို့ကရွေးပေးရမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့က auto update ဆိုတာတွေကိုကျွန်တော်တို့ကဖွင့်ထားလို့ရှိရင်ကျွန်တော်တို့ဒီ low app နဲ့ megabyte တွေအများကြီးပဲကုန်မှာဖြစ်တဲ့အတွက်ကြောင့်ပါဒါလည်းကျွန်တော်တို့ဒီ set ကိုဟန်းစီတဲ့အကြောင်းရင်းတွေကတစ်ချက်ပေါ့နော် အဲ့လေးအနေနဲ့ကတော့ကျွန်တော်တို့ Instagram မှာရှိတဲ့ကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့ application တွေရှိတယ်။အဲ့ဒီ application တွေကကျွန်တော်တို့ cash file တွေအများကြီးပဲပေါ့နော်။အမိုက်တွေပေါ့နော်မလို့အတက် file တွေအများကြီးပဲအဲ့ဒီကောင်တွေကကျွန်တော်တို့ကရှင်းဖို့လိုအပ်တယ်။အဲ့ဒီကောင်တွေအရင်များတဲ့အခါမှာဆိုလို့ရှိရင် mega byte တွေအရင်များလာတဲ့အခါမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီဖုန်းကဟန်းတာမျိုးတွေဖြစ်နိုင်ပါတယ်။အဲ့ဒါကကျွန်တော်တို့ကဒီ application လေးကိုပြပြီးတော့နှိပ်ထားလိုက်ပြီးရင်ကျွန်တော်တို့ကဒီ application info ဆိုတဲ့ဟာလေးပေါ့နော်။ တချို့မှာလည်းဒီ application info ဆိုပြီးတော့မပေါ်ဘူးဒီ i ပုံစံလေးပေါ်နေရမျိုးလည်းဖြစ်နိုင်ပါတယ်ဒါကတော့ကျွန်တော်တို့ကိုသုံးတဲ့ဖုန်းမျိုးစားပုံမှာမူတည်ပြီးပေါ်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီဘာဖြစ်ဖြစ်ဒီ i ပုံစံလေးကတော့ပေါ်မှာဖြစ်တဲ့အဲ့တော့ကျွန်တော်တို့က application info ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါပြန်ကျွန်တော်တို့အဲ့ဒီကောင်လေးနှိပ်လိုက်တဲ့ကဒီ setting တွေကကျွန်တော်တို့ဒီ Google Play ရဲ့ဒီအဒီ application တွေကိုရောက်သွားတာပေါ့နော်ဒီ app ဒီဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ storage ဆိုတာလေးကိုနှိပ်ပေးလိုက်ပေါ့နော် နေပြီးရင်ဒီမှာဆိုလို့ရှိရင်မလို့အတက်ဒီ cash buy နေရှိတယ်ကျွန်တော်ဒီ6.08 mega byte ဆိုပြီးတော့ပေါ့နော်အဲ့ဒီကောင်လေးကိုကျွန်တော်တို့ကအဲ clear cash ဆိုတာလေးကိုနှိပ်ပြလိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့က0 byte ဖြစ်သွားပြီပြန်ဘန်းနဲ့ပြန်ထွက်အဲ့လိုပဲကျွန်တော်တို့ကိုသုံးများတဲ့ application တွေရှိတယ်အဲ့ဒီကောင်လေးတွေကိုအဲ့လိုလေးပဲဖိပြီးတော့ကျွန်တော်တို့က application info နှိပ်ပြီးရင် story ရေဝင်ပြီးတော့မှကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်ဒီ YouTube ဆိုလို့ရှိရင်ကျွန်တော်သုံးတာများလို့91.78 megabyte ဆိုပြီးတော့မှရှိတယ်ပေါ့နော်အဲဒီကောင်လေးတွေကို cut clear cut ဆိုတာလေးကိုနှိပ်ပြီးတော့မှအရှင်းပေးလိုက်ပါဒီနီလန်းလေးအတိုင်းပဲကျွန်တော်တို့ကဒီ phone screen ပေါ်မှာရှိတဲ့ဒီ application တွေကိုတစ်ခုချင်းစီကိုသုံးများတဲ့ application တွေပေါ့နော်အဲဒီကောင်လေးတစ်ခုချင်းနေထောက်ပြီးတော့မှအရှင်းသွားခြင်းအပြင်ကျွန်တော်တို့ဖုန်းခန်းနာကိုတက်တာပြီးမှဖြစ်ပါတယ် โอเคပါဒါကတော့ကျွန်တော်တို့ဒီဖုန်းတွေအသုံးပြုတဲ့ခါမှာကျွန်တော်တို့ရဲ့ဖုန်းတွေခန်းနာမျိုးတွေကိုရှောင်ရှားဝယ်ရအတွက်ကျွန်တော်တို့ပြုလုပ်နိုင်တဲ့အချက်လေးချက်ကိုပြောပြသွားတာဖြစ်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးတစ်စုံတရာရှိခဲ့မယ်လို့မျှော်လင့်ပါတယ်မိတ်ဆွေတို့အတွက်အကျိုးရှိတဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe click လေးတွေနှိပ်ပေးကြကြဖို့တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြရအောင်